မြန်မာနိုင်ငံမှာဟိုရက်ကဖြစ်ပွားခဲ့တဲ့တိန်နီချင်းတိန်တောက်ချင်းဤနမိတ်လက္ခဏာများကိုရှေးမြန်မာရာသဝင်ကျန်းကန်များထဲမှာနမိတ်ဖြစ်ရက်များကိုကောက်နှုတ်ဖတ်ပြတင်ဆက်ပေးပါမယ်။ရှေးမြန်မာရာသဝင်ကျန်းကန်များနဲ့နမိတ်ဖက်စီကျန်းများထဲမှာတိန်နီချင်းတိန်တောက်ချင်းဤနမိတ်သဘောကိုကိုးကားဖော်ပြထားတဲ့အထောက်အထားများကိုဟောပါတိုင်း ရွေးချယ်ဖော်ပြပေးပါမယ်တမဟာရသဝင်တော်ကြီးကြီးကူမဟာရသဝင်ဟုတ်တယ်တခါမမြင်ဘူးလို့မျိုးဒီကျမ်းမှာတက်ကြက်တထောင်နှောင်းပိုင်းကာလတွင် ဖြစ်ရများကိုမတန်တရံပေါင်းနမိတ်တဘာဝများကို အသေးစိတ်ဖော်ပြထားပါသည်နေဝင်စည်းသာခါကောင်းကင်၌တင်းနီကျေပြန်တို့ထွက်လာတော့ကိုမြင်ရသဖြင့်လက်တို့တတိပေးတယ်လို့ယူဆကစိတ်အင်အားပြင်ဆင်ကြဤဆိုပြီးစိတ်တိုင်းမဲ့ခါမှာ နမိတ်ဖတ်တဲ့နမုနာပါရှိပါတယ်။နေ့သီနထပကာတနေကျံနခတ်နမိတ်ဖတ်ကျံဤကျံဟာနခတ်ဘေးဒင်းနဲ့တဘဝနမိတ်များကိုရှင်းလင်းထားပြီးနေဝင်ကာနိ၌အလင်းရောက်နေလေဖျားတင်းတင်းတောက်ခဲ့မယ်ဆိုရင်မိဘေးတို့မဟုတ်မင်းစိုးမင်းညီအာနာဇတ်တို့မယ်လို့ဖွင့်ဆိုထားပါတယ်။တို့ပြင်တိန်ကြီးဟောအနောက်မျက်နှာမှာဘေးကိုညွှန်းနေဆိုပြီးလမ်းညွှန်ထားပြန်ပါလေ သုံးနမိတ်ပုံမြင်ကြလူကြိုက်များသောဒီကျမ်းမှာတင်းအယောင်လိုက် နမိတ်ကောက်ယူပုံကိုဥပမာများနဲ့ရှင်းပြထားပါတယ်တဖြည်းနဲ့သူလည်းပြောင်းဝင်ချိန်မှာတင်းဒီတင်းတောက်ပါကရွှေငွေဥစ္စာရှာဖွေသူတို့အတွက်ကောင်းတော်အချိန်သို့တော့မိကိုယ်တည်းထားရမယ်လို့အကြံပြုထားပါတယ်လေးဒုတိယတနာတယုတ်ပြကြံဒီကျမ်းကရတ္တိဝုဒုနဲ့နမိတ်တဘောကိုဆက်ဆက်ပြီးရေးသားထားပြီးတော့ ဒိန်းဒီဒိန်းတောက်ချင်းဟောင်းလေပြင်းပုံတိုင်းကျိုးတင်သတိပေးချက်ဖြင့်ပေါ်ပြပါရစေအဲ့လိုဒိန်းတကားဥပမာအဖြစ်ဒိန်းဒီလျင်လေးထံမဲတိန်ဝါရင်ဘိုးရွာမဲဆိုပြီးတော့လူရပညာရှင်များကောက်ချက်ချဖို့ကိုပေါ်ပြထားပါရစေငါအိမ်တွင်းသူတွေတနာကြံဒီကြံမှာတော့ကြည်လက်ဒေတာကရှေးယူဆောင်များကိုစူးစီးထားပြီးနေဝင်ချင်းဒင်းနီရင်ကြီးပါမှာမိလောင်မိဘေးကြုံမဲ့ဆိုတော့ အယူဆကိုကိုးကပြီးတော့ဖော်ပြပါရယ်ထို့ပြင်တင်နေပြီးတော့လီတိုးရင်ရန်သူမှပဋိထားရမယ်ဆိုပြီးသူရင်ပွဲနမိတ်ဖြင့်ဖွင့်ဆိုထားပါရယ်6ဖီဘိုမင်းဒီယာကြီးရဲ့နမိတ်ကျမ်းကိုမောင်ခင်တော်ဖီဘိုမင်းလက်ထက်ကရေးသားခဲ့တဲ့ဒီကျမ်းမှာတော့နေဝင်ချင်းကောင်းကင်နီရဲနေပါကနိုင်ငံတွင်စစ်မှတ်ဖြစ်ပွားမှုတို့မဟုတ်အုပ်စုကွင်းမှုဖြစ်လာနိုင်တယ်ဆိုပြီးတတိပေးဖော်ပြထားပါတယ် အဲလာရဲကျကိုဟန်တာဝရီရသဝင်ကျန်ဟန်တာဝရီခေနမိတ်ဖဏီဒီကျန်ဟာဟန်တာဝရီပကိုခေတဘာဝနမိတ်နဲ့လူမှုရေးချင်တွေကိုဆက်ဆက်လေ့လာထားပြီးနေဝင်ကနေတင်းနီတင်းတောက်မယ်ဆိုရင်မင်းကောင်းမင်းမြတ်ပေါ်ထွန်းမယ်လို့ဖော်ပြထားပါတယ်ထို့ပြင်တင်းနီချင်းဟာနောက်ဘက်မှာဆွမ်းအားရှိတော့နမိတ်ရဲ့အမှတ်အသားဖြစ်ယူဆပြီး နတ်ကွင်းမြောင်းမောင်းဘူးဇောပတ်တော်မူမြောင်းပြုလုပ်ကြရန်အတွက်အကြံပြုထားပါတယ်30အပွဲမှန်နှံရာဇဝင်တော်ကြီးအန္တဝရီဆက်ခံတော်ကုမောခိကျန်းကိုပေါခင်နောင်ကာလမောင်းပြန်လဲရေးသားခဲ့တော်ဒီရာဇဝင်မောင်းနေဝင်ချင်းကောင်းကင်နေချင်းတင်းနေချင်းကိုနိုင်ငံတွင်စစ်မှတ်ဖြစ်ပွားမှုတို့မဟုတ်အုတ်စုကွဲမှုဤနမိတ်ဖြစ်ညွှန်ထားပါတယ်တက္ကရေ1100ခန်းက ဖြစ်ရတခုရနေဝင်စီဆောင်ပေါင်းတင်းဒီတော်ကိုမြင်ရတဲ့ပြင်မင်းကြီးမင်းသားတို့စစ်ရှောင်ကြရတယ်လို့မှတ်တမ်းတင်ထားပါတယ်စတိရွှေချင်းနမိတ်ဖက်ကြံအမရပူရခေဒီကြံဟောအမရပူရခေ19ရာစုမှာရေးသားခဲ့ပြီးတင်းအယောင်လိုက်နမိတ်ဖန်နည်းများကို အသေးစိတ်ဖော်ပြထားပါတယ်နေဝင်ချင်းတင်းနေပြီးလေးတက်ရင်ရန်သူကဖြစ်လို့ဖြစ်စီပြုလိမ့်မယ်လို့ တတိပေးထားပြီးဒီနီချင်းတဲ့သူကြက်တိုးတန်းကြားပါကမင်းတို့မင်းညက်ပေါ်ထွင်းမယ်လို့ဆိုထားပါတယ်စနစ်တီဘောမင်း နမိတ်တစိတ်ကျန်မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဖြစ်တော့တီဘောမင်းလက်ထက်မှာရေးသားခဲ့တဲ့ဒီကျန်မောင်နေဝင်ချင်းဒိန်းနီချင်းကို နိုင်ငံပြိုကွဲမှုရဲ့နမိတ်ဖြစ်ရှုမြင်ခဲ့ပါတယ်ကျန်မာပါရှိတာကတော့နေဝင်ချင်းမောင်ဒိန်းနီပြီးတော့ကောင်းကင်ရံမောင် ကျောင်းမဖွဲကောင်းလောက်အောင်တောက်ပါနေပြီဆိုရင်နိုင်ငံတော်ရင်ရင်မဲ့လို့ဖော်ပြပြီးထိုချင်းကလက်တွေ့ဖြစ်ရများနဲ့နိုင်ရှင်ပြီးရေးသားထားပါတယ်ဆက်တော့ပြင်စလင်္ကာရနမိတ်ဖတ်စေချံဒီချံဟာရှမ်းပြည်နယ်မှာရေးစာစုတော်များရေးသားခဲ့တဲ့တဘာဝနမိတ်များကိုစုစည်းထားသောကျမ်းဖြစ်ပြီးတော့နေဝင်ချင်းတင်းဒီတင်းတောက်ပါကမိုးခေါမဲတိန်ဝါပါကစစ်ဘေးကြုံမဲ့လို့ဒေတာလိုက်ကြွေးပြတော့အတိတ်ပဲဖွင့်ဆိုချက်များ 好，everybody。